လာအိုနိုင်ငံ Trimax အထည်ချုပ်စက်ရုံမှာမြန်မာအလို့သမားတွေလောက်ခအပြစ်မရတာအပြင် အခွင့်အရေးချိုးဖောက်ခံရတာနဲ့ပတ်သက်လို့ဆန္ဒပြတောင်းဆိုခဲ့ကြပြီးပြည်လဲခဲ့ပြီလို့ဗမာနိုင်ငံလုံးဆိုင်ရာအလို့သမားသမဂ္ဂများအဖွဲ့ချုပ် ABFDUC ကတည်ရပါတယ် Trimax အထည်ချုပ်စက်ရုံကမြန်မာရွှေ့ပြောင်းအလို့သမားတွေအနေနဲ့သူတို့ရဲ့နေနာမှုတွေအတွက်မလ21ရက်မှာဆန္ဒပြတောင်းဆိုခဲ့ကြတာပါ မြန်မာလုံသမားတွေဟာစာချုပ်ပါအတိုင်းဒလလောက်အားခဒေါ်လာ250ရရှိရေ လုပ်ငန်းခွင့်ဖိနှိပ်မှုပြဿနာတွေဖြေရှင်းပေးရေမြန်မာလုံသမားတွေကိုခွဲခြားဆက်ဆံတာမလုပ်ဘဲဒဏ်ထုအခွင့်ရေးပေးရေစားသောက်စရိတ်လာဝငွေ900ရရှိရေတို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဆန္ဒပြတောင်းဆိုချက်တွေနဲ့ပတ်သက်လို့မလ22ရက်မှာလုပ်ငန်းရှင်ဘက်ကတာဝန်ရှိသူတွေနဲ့အလို့သမားတွေရွေးချယ်ထားတဲ့ခေါင်းဆောင်တွေညှိနှိုင်းခဲ့ကြပြီး ပြည်လည်မှုရရှိခဲ့တယ်လို့ APFDU ကဆိုပါတယ်ရှင်။